မင်္ဂလာပါရှင်ကျမတို့ဒေါက်တာတော်ဝင်းမြင့်ဖြစ်ပါတယ်ကျမတို့ဒီဗီဒီယိုလေးတင်မှာတော့ကျမတို့ကလေးတွေပေါ့နော်ထမြက်တဲ့ကလေးတွေညံကောင်းဖြစ်လောက်တဲ့ကလေးတွေပေါ့နော် အားလုံးပေါ့နော်ကလေးတွေအတွက်ကိုအားလုံးကိုလည်းရည်ရွယ်ပါတယ်အဲ့တော့ဒီကလေးတွေဟာဆိုလို့ရှိရင်တကယ်တမ်းကြပြောမယ်ဆိုရင်တော့နော်အစားစားစားတဲ့ခါမှာဆိုရှင်တော့တကယ်ကိုပဲပေါ့နော်ပြည့်စုံအောင်စားဖို့အရေးကြီးပါတယ်ကျမတို့အနေနဲ့ပြောမယ်ဆိုရင်တော့ macro nutrients လို့ခေါ်တဲ့အာရဓာတ်ရော micro nutrients လို့ခေါ်တဲ့အာရဓာတ်ရောပေါ့နော်ဒါလေးကတော့ပြည့်စုံတယ်ဆိုလို့ရှိရင်တော့တကယ်ကိုပဲကောင်းပါ ါတယ်เนาะဒါပေမဲ့ကျမတို့ကလေးတွေကကျမတို့မြန်မာပြည်မှာပေါ့เนาะအထူးသဖြင့်ဆိုရင်တော့ဒါကလေးတွေကိုအစားအစာကြီးများတယ်လို့လည်းပြောလို့ရပါတယ်เนาะအထူးသဖြင့်ဆိုလို့ရှိရင်တော့ဒါတစ်နှစ်ကျော်သွားပြီဆိုလို့ရှိရင်ဒီကလေးတွေကအာစားသမျှအစားအစာတွေကိုထွေးထုတ်တာပေါ့เนาะထွေးထုတ်တယ်ကောင်းကောင်းမစားဘူးเนาะဆော့ဖို့ရအာတန်နေအဲ့တော့ပေါ့เนาะတကယ်တမ်းကျတော့ပြောမယ်ဆိုရင်တော့ဒီကလေးတွေက oral reflex လို့ခေါ်တဲ့ကျမတို့ဒီပါးစပ်ကနေစားကျင်တဲ့ဟာတွေကကျသွားတယ်အဓိကအုံနောက်ကဆိုလို့ရှိရင်ပိုပြီးတော့ဖွံ့ဖြိုးတဲ့အတွက်ကြောင့်လို့ဆော့တာကိုလည်းအာတန်နေပေါ့เนาะအဲ့တော့ကလေးလေးတွေ ကဥမာဆိုရှင်တနစ်ကျော်လာပြီဆိုလို့ရှိရင်သူတို့ဆော့ကြမယ်မောလာပြီဆိုလို့ရှိရင်တော့ဒါမိမိစီယာနှုတ်ကိုပဲပြေးတောက်တယ်ပေါ့နော်အစားအစာလေးတွေဆိုတော့နည်းသွားပါတယ်အဲ့တော့ဒီကလေးတွေမှာဘာဖြစ်လဲဆိုလို့ရှိရင်ကျမတို့ macronutrients တွေနည်းသွားတယ်ဆိုတော့ဒါအားလုံးလည်းတည်တယ်ပိန်သွားတယ်ပေါ့နော်ကလေးတွေအမှဆိုရှင်မထွားလာတော့ဘူးပေါ့နော်အဲ့ချက်ဆိုတာကဘာလဲဆို micronutrients လို့ခေါ်တဲ့ဒီအာဟာရဓာတ်တွေတော့ဥပမာ vitamin A တို့ C တို့ D တို့နော်နောက်ပြီးတော့မှ vitamin B12 တို့ B1 တို့နော်ဒါလေးတွေအကုန်လုံးကလည်း micronutrients တွေက လည်းပြောမယ်ဆိုလို့ရှိရင်တော့ဓာတ်ရီအားလျော့သွားတဲ့ခါမှာတော့ကလေးတွေဆိုလို့ရှိရင်အုံနောက်ဖွင့်ပြူတာမျိုးလို့နော်နောက်ပြီးတော့မှကလေးတွေရဲ့တော့နော်ပုံမှန်လုံနေကြအလုပ်လေးတွေပေါ့နော်ပြောမယ်ဆိုရင်တော့ဓာတ်ခန္ဓာကိုယ်အတွင်းထဲမှာရှိတဲ့သူ့ရဲ့ function တွေအားဆိုရှင်ညော့နေသွားတာတွေဖြစ်ပါတယ်အဲ့တော့ဓာတ်ရီအတွက်လည်းကျမတို့တွေကထပ်ပြီးတော့မှဖြည့်ဆွက်ပေးဖို့ရအရေးကြီးပါတယ်အဲ့တော့ပေါ့နော်ကလေးတွေကို balance diet ရအောင်ဆိုလို့ရှိရင်ကျမတို့ထမင်းစားတာထက်ဆိုင်တော့အသားငါးကိုတစ်ရက်လုံးငါးချက်သားပြည့်အောင်စားမယ်ဟင်းသီးဟင်းရွက်ဆိုတော့တစ်စွန်းပေါ့နော်နောက်ပဲရီတိုဖူးတွေဆိုရ ချက်တစ်စုံပေါ့နောက်ခင်းချူရီပေါ့ဒါလေးတွေကတော့ပုံမှန်အဖြစ်တော့ပြည့်စုံအောင်စားဖို့အရေးကြီးပါတယ်အကယ်၍မစားနိုင်ခဲ့ဘူးဆိုလို့ရှိရင်တော့ဒါကျမတို့မြန်မာတွေကတော့အားစေးလို့ခေါ်တယ်နော်ဒီမာတီဗိုက်တာမင်တွေကိုဆိုရှင်တိုက်ကျွေးလေးရှိပါတယ်အဲ့တော့ဒီမာတီဗိုက်တာမင်တွေထဲမှာတော့အဓိကကလေးတွေအတွက်အရေးကြီးတဲ့ဗိုက်တာမင် E အရေးကြီးတယ် C အရေးကြီးတယ်နော် D ကတော့ကျမတို့နေအောင်ကြည်ရရတယ်အဲ့လိုပဲဗိုက်တာမင် B1 တို့ B12 တို့ပေါ့နော်ဒါလေးတွေပေါ့နော်ဒါလေးတွေရောမာတီဗိုက်တာမင်တွေနောက်ပြီးတော့မှကြတော့ကျမတို့ဒီတတ်တူတတ်တွေဖြစ်တဲ့ ကယ်ဆီယမ်တို့မက်ဂနီဆီယမ်တို့เนาะဓာလိတွေကလည်းဖော့စဖရပ်စ်တို့ဓာလိတွေကလည်းအရေးကြီးသလားဆိုရှင်တော့ကြီးပါတယ်ဒါကြောင့်မလို့မိမိတွေကအနေနဲ့ကတော့ကျမတို့ဓာလိတွေကတော့ဆက်ပြီးတော့မှဆပ်ပလီမန့်တွေအနေနဲ့ကတော့ကျွေးဖို့အရေးကြီးပါတယ်ရှင့်เนาะအဲ့တော့ကျွေးတဲ့နေရာမှာတော့ဒါမိမိတွေကိုပေါ့เนาะတခုကတော့သတိပေးချင်ပါတယ်ဘာလို့လဲဆိုရှင်တော့ဒါအားစေးလို့ပြောလိုက်လို့ရှင်တော့ဒါအကုန်ကဒါကျမတို့ကမာတီဗိုက်တာမင်လို့ခေါ်တယ်ဆပ်ပလီမန့်လို့ခေါ်တယ်ပေါ့ဒါပေမဲ့အများစုအားဖြင့်တော့အားစေးပေါ့မိမိတွေကတော့ဘာအားစေးတိုက်ရမလဲဆိုတာမျိုးမေးလို့ရှိ ပါတယ်အဲ့တော့တိုက်ချင်တယ်ဆိုလို့ရှိရင်လေเนาะဗိုက်တာမင်စုံတဲ့ဟာမျိုးပေါ့เนาะနောက်တတုဓာတ်စုံတဲ့ဟာမျိုးကိုဆိုရှင်တိုက်ပေးဖို့လေကျမတို့အရေးကြီးပါတယ်နောက်တစ်ခုကတော့ပေါ့เนาะကျမတို့နိုင်ငံမှာเนาะဒါကလေးတွေအတွက်ဆိုရှင်အချိုဓာတ်ကိုတော့ကျမတို့ short နေစီချင်ပါတယ်ဒါကြောင့်မလို့ဥပမာဆိုရှင် fructose တို့เนาะ corn syrup တွေတို့เนาะဒါမျိုးတွေများများပါတဲ့အစာမျိုးပေါ့နောက်ပြီးတော့မှသူနဲ့ပြုလုပ်ထားတဲ့အဲပေါ့เนาะဒီလိုမျိုး multivitamin အားစေးမျိုးကိုတော့ရှောင်စီချင်တယ်နောက်တစ်ခုကတော့ပေါ့เนาะကျမတို့နိုင်ငံမှာသတိမထားမိတဲ့တစ်ခုလေးကတော့ gluten ဖြစ်ပါတယ်เนาะအဲ့တော့ gluten ကတော့တဲတဲ့ကလေးတွေရှိတယ်မတဲတဲ့ကလေးတွေရှိတယ်ပေါ့เนาะအရင်ကတော့ကျမတို့နိုင်ငံမှာ gluten allergy ဆိုတာတော့ရှားပါတယ်เนาะဒါပေမဲ့အခုနောက်ပိုင်းမှာတော့နောက်နိုင်ငံတွေမှာရော gluten ကလည်းမတဲတာတွေများလာသလိုပဲကျမတို့နိုင်ငံမှာလည်းရှိလာပါတယ်ဒါကြောင့်မလို့ကိုကအားစေးတွေများဝယ်တောက်ခဲ့တယ်ဆိုရင်ကိုရဲ့အားစေးမှာပေါ့เนาะသုံးနဲ့เนาะဥပမာဆိုရှင်အချိုရောဘာတွေထည့်ထားသလဲเนาะ syrup တွေအရန်များနေတာလားဒါမှမဟုတ်ရှင်လည်း gluten တွေပါတာလားမပါတာလားပေါ့เนาะဒါလေးတွေလည်းမိမိတို့ ို့တွေကနေပြီးတော့မှကြည့်ပေးဖို့အရေးကြီးပါတယ်အဲ့တော့ကလေးတွေမှာတော့ဒီလိုမျိုးပေါ့နော်ဖြည့်စွက်စာအားစီးအနေနဲ့တောက်မယ်ဆိုလို့ရှိရင်တော့များသောအဖြစ်အရေးကြီးရှိတယ်နော်အလုံးကတော့များသောအဖြစ်ကလေးငယ်တွေမှာတော့တိတ်မတောက်နိုင်ဘူးပေါ့နော်အခုနောက်ပိုင်းမှာတော့ဘာကြီးလာလဲဆိုလို့ရှိရင်ဂမ်မီလို့ခေါ်တယ်နော်ကျမတို့တွေကတော့ဒါကလေးတွေအတွက်ဆိုရှင်ချိုးချင်တယ်လို့ပျော့စီပျော့စီပေါ့နော်ဒါလိုမျိုးလေးတွေကြတော့ကလေးလေးတွေကအရင်ကြိုက်ပါတယ်အဲ့တော့ဂမ်မီတွေဆိုလို့ရှိရင်လည်းဒါတိတ်ပဲစားသုံးနေကြတာကိုလည်းတွေ့ရပါတယ်အဲ့တော့ဂမ်မီတွေအနေနဲ့ကရောနော်ဒါမျိုးလေးတွေလာတ ယ်ဆိုရှင်ရဥပမာမာတီဗိုက်တာမင်မျိုးပါတဲ့အာစီမျိုးတော့မိမိတွေသုံးဖြူလို့ရပါတယ်နောက်တစ်ခုကတော့ဗောနော်သုံးတဲ့အခါမှာတော့တစ်ချက်ကြည့်ရမှာတော့အခုနောက်ပိုင်းမှာတော့ဒါအစစ်တွေအတူတွေဗောဒါအများကြီးပဲဗောနော်ပေါ်လာတာတွေရှိတဲ့အတွက်ကြောင့်မလို့သွင်းတဲ့ကုမ္ပဏီတွေမှာလည်းကြည့်ပေးဖို့အရေးကြီးပါတယ်တချို့ကတော့ဗောနော်ဥပမာဆိုရှင်ကုမ္ပဏီတွေရဲ့ဒီ hologram လေးတွေနော်ဒါမျိုးလေးတွေဗောနော်ဒါလေးတွေပါတယ်ဆိုရင်တော့လေဒါစိတ်ချရတဲ့ပစ္စည်းမျိုးဖြစ်တယ်ဗောနော်ဒါကတော့အတူအပလေးတွေကတော့ကိုယ့်ကကိုယ်ပဲတေချာလေးကြည့်ပြီးတော့မှပဲကျမတို့ဒါသု ုံးသင့်တယ်ဆိုတာလေးကိုလည်းအကြံပေးချင်ပါတယ်နောက်တစ်ခုကတော့ဗောနော်ဂမ်မီဒီလိုမျိုးဆိုရင်တော့ဘယ်လောက်လောက်သုံးလို့ရတယ်လေလို့မေးရင်တော့တစ်နှစ်အထက်ဆိုလို့ရှိရင်တော့စပြီးတော့မှကျွေးလို့ရပါပြီတစ်နှစ်ကျော်သွားပြီဆိုလို့ရှိရင်တော့ကျမတို့ကအ ਨੇ ဆုံးတော့ကျမတို့ကနှစ်လုံးဗောနော်ဒါပေမဲ့တကယ်ကိုပဲကလေးလေးတွေကြိုက်တယ်ဆိုတော့ငါးလုံးထက်တော့ပို့ပြီးတော့မှတော့မကျွေးပါနဲ့ဆိုတာလေးကိုတော့ကျမအသိပေးချင်ပါတယ်ဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့တသားမိမိလေးတွေဒီအစားတောက်တွေကြီးများနေတယ်နောက်ပြီးတော့မှဗောနော်ဟင်းသီးဟင်းရွက်တွေလည်းမစားဘူးเนาะတစ်ချိန်လုံးညင်းနေတယ်ဆိုရင်တော့ကျမတို့တွေက ဘေးကနေပြီးတော့မှ supplement နေအနေနဲ့ကတော့ multi vitamin ပါတဲ့เนาะအာစီမျိုးကိုတော့သုံးလို့ရပါတယ်ဆိုတာလေးယူတော့အာတိပစေချင်ပါတယ်ရှင်အားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်